ဒုတဆုံးလင်ဘုတ်တွင်ဘွယ်ပထမ်းမြကုံဒါနာပိမံရန်ကုန်စာပြေဒါနာဗုဒ္ဓမာမကဗုဒ္ဓယဉ်ကျေးမှုအသင်းမှတမင်းငယ်လေးမတ်ဣကြပြူရဲ့ဖြေးဆိုးပူဇော်ရမယ်ခေါင်းစဉ်အမိကတော့သူ့ကိုဖြက်က ကိုပြက်ရခေါင်းစဉ်ပဲဖြစ်ပါရခင်ဗျာစတင်ဖြေးဆိုးပူဇော်နိုင်ပါပြီခင်ဗျာ းပဲမင်္ဂလာပါရှင်ထရတမချင်းမြောင်အသည့်သုဒ္ဓဆွန်လင်းဘရဝင်ပြိုင်ပွဲကြီးကိုဖြစ်မြအောင်ဆောင်ရွက်ပေးပါသောသုဒ္ဓဆွန်လင်းဆရာတော်ဖျားနေတကွာသဒ္ဒနာငွေကျေးပေးများဖြစ်ကြုံသောဆရာတော်တန်ဃာတော်များအလူရှင်များသုဒ္ဓဆွန်လင်းဘရဝင်ပြိုင်ပွဲကြီးကိုအဘဘမအကူညီပံ့ပိုးပေးနေကြကုန်သောလူကြီးမင်းများဆရာဆရာမများကျောင်းသားကျောင်းသူများအားလုံးဘုရမရှိခိုးပန်းကဲ့သို့ရှင်လင်းချမ်းမြေ့ကြပါစေလို့ သမီးမဥစွာပနာမစုမုံကောင်းတောင်းမြင်လိုက်ရပါတယ်ရှင်။သမီးကတော့ရန်ကုန်တိုင်းဒေသကြီးနိုင်တရာမြို့နယ်ရန်ကုန်စာပြည်ဌာနဗုဒ္ဓမမကဗုဒ္ဓရည်စည်မှုအသင်းမှ လာရောက်ဖြည့်ဆို့ပူဇော်တဲ့မအီကြာမျိုးပဲဖြစ်ပါတယ်ရှင်။သမီးဖြည့်စုပ်ဥသောမဲခေါင်းစဉ်လေးကတော့သူ့ကိုဖြက်ကကိုပြင်းရဆူတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါရဲ့ရှင်ဒီခေါင်းစဉ်လေးကသမီးတို့ရဲ့မြမဆူယူစကားရီထဲကတစ်ခုပဲ ဖြစ်ပါရဲ့ရှင် သူကိုပြက်ကကိုပြေရဆိုသလိုပဲသူတဘာကို ဖြက်စီခြင်းအနေဖြင့်အောင်ပြုလုပ်ခြင်းဟာနောက်ဆုံးမှာတော့ကိုကိုတိုင်းပျက်စီခြင်းဒုက္ခရောက်ခြင်းများကိုဖြစ်စေတတ်ပါရဲ့ရှင်အလွယ်လေးနဲ့ပြောရမယ်ဆိုရင်တော့ကိုပြုတိကံကိုထံပြန်ဆိုသလိုပဲပေါ့ရှင်သမီးတို့ပြုလုပ်ထားတဲ့လုပ်ရတိုင်းဟာသမီးတို့အပေါ်ကိုတိုက်ရိုက်အကျိုးတရားမှုတွေရှိနေပါရဲ့ရှင်။ အဲ့ဒီအချက်ကြောင့်လေအများအကျိုးဆောင် ကုကျိုးအောင်သူ့ကိုဖြက်ကကိုပင်ရဆိုတဲ့စကပုံလေးတွေပေါ်လာတယ်လို့လည်းထင်မိပါတယ်ရှင်ဒီအကြောင်းအရာလေးကို သမီးတို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထတော်အခါကဝတ္ထုလေးတပုံနဲ့တရကပြပြရစီရှင်လူလေးပြီးတော့အခါကဗာယနတိပြီးမှပြပရမင်းကြီးအုတ်ချုပ်စင်အခါကပေါ်ရှင် ပရင်သုံးမုံကိုတဖက်ကန်ရအောင်တမြောက်တဲ့ဒိတာပမုခဆရာကြီးတဦးက မတကပတ်လူတန်ပိုးအတွက်သိုးလူခေါ်တဲ့စေကလာတကောင်ကိုမြင့်မာရေချိုးပေးပြီးလယ်မာပန်းကိုဆုကလန့်သားနဲ့လက်ငါချောင်းရရိုက်ပြီးငှစီခေါ်ခဲ့လို့တပယ်ရီကို စေကန်းခဲ့ပါရဲ့ရှင်တပယ်ရီကလည်းဆရာကြီးရဲ့စေကန်းချက်အတိုင်းပြုလုပ်ခဲ့ကြပါရဲ့ရှင် ဒါပေမဲ့လည်းအဲ့ဒီစိတ်ကလဟာရှေးဘဝကအဖြစ်အပျက်တွေကိုပြန်လည်မြင်နိုင်တဲ့ဇာတိတရဉဏ်ကိုရရှိတဲ့စိတ်ကလဖြစ်နေခဲ့ပါတယ်ရှင်။ပုံနာကြည့်တဲ့ရောက်တဲ့အခါမှာစိတ်ကလဟာရှေးဥစွာဟဟပပရဲမောပြီးနောက်ဆုံးမှာချုံမွေးချခါကိုလိုက်ပါတယ်ရှင်။ဒီအချင်းရာကိုမြင်လိုက်ရတဲ့ပုံနာဟာအံ့ဩသွားပြီးစိတ်အားယခုလိုမိခဲ့ပါတယ်ရှင်။အချင်းစိတ် တင်ဟာရှိဥစွာဟဟပပယ်ရဲ့ပြီး နောက်ဆုံးမှာအဘဲကြောင့်ချုံမေစာကငွေရပါတလေဟုမိလိုက်တဲ့ခါမှာတော့စိတ်ကအချင်းပုံနာငါလည်းရှိခါတော့ကတင်လိုပုံနာတူဖြစ်ခဲ့ဘူးပါတဲ့ဒါပေမဲ့မတကာပဲလူတန်းမှုအတွက်စေကလာတကောင်ကိုတက်ခဲတဲ့ပါဏာတိပါတာအကုသိုလ်ကံကြောင့်ငါဟာ499ဘဝခေါင်းပြက်ပြီးရောတည်ခဲ့ရပါတယ် ဒီဘဝဟာနောက်ဆုံးဘဝဖြစ်တဲ့အတွက်ကြောင့်မလို့ဝမ်းသာလို့ရင်မောရခြင်းဖြစ်ပါတယ်။ဒါပေမဲ့သင်္ကာရောငါကိုတက်ပြီးဘဝ900ကောင်းပြက်ကတည်ရတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဝမ်းနေလို့ငိုကြွရခြင်းဖြစ်ပါတယ်လို့ပြောကြလိုက်ပါတယ်ရှင်။ဒီအကြောင်းအရာကိုသိလိုက်ရတဲ့ပုံနာကြီးဟာတတိတံဝေကရတာပြီးရောစိတ်ကလေးကိုအလွတ်ပေးလိုက်ပါရဲ့ရှင်။ အလိုလိုမြောက်သားတဲ့စိတ်ကလေးဟာနေရာတစ်ခုသို့အရောက်ကြောက်ဖြာတတ်မှာပေါက်နေတဲ့ခြုံကမြက်ကိုစားဖို့ရန်ကြိုးပမ်းလိုက်ပါတယ်ရှင်။အဲ့ဒီအချိန်မှာပဲ သူလှုပ်ထားတဲ့အကုသိုလ်ကံကအကျိုးပေးပါတော့တယ်ရှင်။ကောင်းကင်ထမ်းမှာမူကျိုးတကူပါကြောက်ဖြာတတ်သူကြပြီးရောကြောက်ချက်လာဟာသူ့ရဲ့လေပင်မောကြကခေါင်းပြက်ပြီးတီးခဲ့ရပါတယ်ရှင်။ တည်ရဖြစ်ပြတဲ့ပြီးနောက်မှာတမီတို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားလောင်းတော်ဖြစ်တဲ့ရက်ကဆိုးနတ်မင်းကလူအပေါင်းကိုကိုထင်ရှားပြကတတဝါတို့ကိုတပြန့်ညစ်ဆဲခြင်းမှရှောင်ကြဉ်ကြရင်ထို့သို့ပြီးလို့ချင်းကြောင့်ရရှိလာမယ့်အပြစ်တွေကို ရှင်ပြကတီလာနိုင်တည်စေခဲ့ပါရဲ့ရှင်လူအပေါင်းလည်းတီလာနိုင်တည်ပြီးနှက်ပြီးတို့လာကြရပါရဲ့ရှင်တီဝိတုလေးကိုထောက်ကြည့်ရမယ်ဆိုရင်တော့ ။တမီးတို့ကအကုသိုလ်ကံတွေကိုပြုလုပ်ထားမယ်။ထို အကုသိုလ်ကံတွေက ကြီးမားနေမယ်ဆိုရင်တမီးတို့ပြုလုပ်တဲ့ကုသိုလ်တွေကဘလောက်ပဲများများဖယ်နိုင်မှာမဟုတ်ပါဘူးရှင်။ဒီရဲ့ချက်ကြောင့်လည်းသူတပါးတွေကို မကောင်းတာတွေကြံစီပြီးရောပြုလို့ကြတဲ့သူတွေခါအဲ့ဒီအကျိုးဆက်ကိုကိုကိုတိုင်းမလဲမသိခန်းစားကြရမှာပဲဖြစ်ပါရဲ့ရှင်။သူ့ကိုဖျက်ကကိုပြရဆိုတဲ့ခေါင်းစဉ်ကလေးကလည်း တပားသူရီအပေါ်မှာ မကောင်းတာတွေကို မကြံစီမပြုတ်လို့ပဲနဲ့ကောင်းတာတွေကို ပြုတ်လို့ပြီးတော့နားရည်ကိုပြုတ်လို့အတွက်တိုက်တွန်းလို့ဆိုပြီးရဲစကားလေးပဲဖြစ်ပါရဲ့ရှင်။ အပရိသတ်ကြီးအပေါင်းနဲ့တူတပါးရိအပေါ်မှာမကောင်းနာတွေကို မကြံစီပဲနဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ပြီးတော့နိဗ္ဗာန်ကိုမြတ်မပြနိုင်ကြသူများဖြစ်ကြပါစေလို့တောင်းဆုချင်ရဲ့တမိရဲ့ဖြစ်ဆိုပူဇော်မှုကိုဒီမှာပဲအဆုံးတန်ဤကုန်ချုပ်ပြရစေရှင်ယခုလိုဖြစ်ဆိုပူဇော်မှုကိုဂယုတဆိုင်နဲ့နားဆင်ပေးကုန်သောဆရာတော်တန်ဃာတော်များနဲ့အပရိသတ်ကြီးအပေါင်းကိုအထူးပင်တည်ရှိတည်ရှိပါရစေရှင်အားလုံးမင်္ဂလာပါနဲ့ပြည့်စုံကြပါစေရှင်